cũng lì tí nó đây là câu nào là là câu nào là xin cho tay là mình là bà xin mình là bà cho tay là Hmm? ခွန်ကလည်းအလိုယူချက်တက်တယ်လေအကိုရဲ့တက်တိုင်းလားဘာရလဲနော်ရီးစားနဲ့တော့ချင်းတွေ့ရတယ်လို့ပဲသိမလား तू ကမထီရဲမကင်ရဲကိုကဇိုးကနေစကနေဇိုးကနေစကနေဟာလောက်ပါလောက်ပါပြောနေရတယ်လို့ပဲဟာကြီး เนาะလုတ်ပါလုတ်ပါဆိုတာဘာလဲလို့မုတ်စားတာလို့ဘာလို့ပဲပေါ့ဟာတင်လို့လေမမောင်ပါနဲ့မမောင်ပါနဲ့လုတ်ပါရောင်းပါမမောင်ပါနဲ့ကျမကျမမောင်တာတွေမကြိုက်ဘူးကျမကိုလင်းပေးပါလင်းပေးပါကျမကိုလင်းပေးပါတက်သွားပြီလားဟောက်ကကိုကဲတက်သွားပြီတဲ့သူကျမစီတက်လာပါပြီ။ဒိုင်းအောင်ပြောတာနော် မင်္ဂလာပါ မင်္ဂလာပါရှင်မင်္ဂလာပါဟဲ့လှလိုက်တာနော်ဘုသူသမီးလေးလည်းမသိဘူးဘုသူသမီးလေးလည်းမသိဘူးလှရချစ်စရာလေးမမမေတ္တဲမင်္ဂလာပါဟယ်လိုဟယ်လိုလိုင်းကလည်နေတာဟဲ့ခုလည်တော့ပါဦးခုကောင်းသွားပြီကောင်းသွားပြီမင်္ဂလာပါချစ်စင်လေးရေတဲ့မင်္ဂလာပါရှင်ဒီနေ့ဇင်လေးအာအကုံရောင်းမယ်နော်အကုံရောင်းမယ်အကုံဝယ်ပေးကြနော်အာဇလေးမမတို့ line လေးလည်နေချိန်မှာဇလေးတော်တော်လေးဆော့တာပုံ20လောက်ဖြစ်သွားပြီ ုံ20လောက်ဖြစ်သွားပြီเนาะဇင်လေးအဲ့တော့နောက်နေ့ကျရင်ဒီလိုအိမ်လေးနဲ့ပုံ20လောက်တက်မယ်เนาะ ဇလေးရေတဲ့ရှင်ရှင်ထူပေးလိုက်ပြီလိုင်းကတဝဲဝဲလဲနေတယ်တဲ့မမဆုရဲ့တွင်နိုင်မင်္ဂလာပါမလက်ကီလေးမင်္ဂလာပါရှင်ရန်ချစ်တော်ချစ်တော်လေးတွေရေတွေ့ရပြီနော်ဇလေးနဲ့ဇလေးမျက်ခုံးလေးကလည်းဘလင်းဘလင်းထနေရလားဟုတ်တယ်မမဒီနေ့ဇလေးကိုမိတ်ကက်ဆရာမှာဘလင်းဘလင်းထအောင်ချဲ့ပေးလိုက်တယ်နော်နိုင်ငံပါစေတဲ့ပေးနေစုနဲ့ပြစ်ပါစေရှင်လက်လက်တွေထနေပါတယ်ဒီနေ့ရွှေရောင်ရွှေရောင်နေဇလေးလက်လက်တွေထစွာနဲ့ဝတ်လာပါတယ်အဲ့တော့ကိုမမလိုတဲ့ဇလေးလက်လက်ထအောင်ရောင်းချင်ပါတယ်ရှင်နော်လက်လက်ထအောင်ကြွကြွရောင်းချင်ပါလေဇလေးရေ င်မောတာနှုတ်ဆက်အောင်နဲ့မမျက်သူစားအသက်ရွယ်ကြည့်ပြီနော်မမအသက်ရွယ်လေးကြည့်ပြီမမရှောင်တော့ ကဲကဲတဲ့မင်္ဂလာပါရှင်တဲ့မင်္ဂလာပါရှင်မင်္ဂလာပါမိကိလေးရေမင်္ဂလာပါမမတနာနိုင်မွန်လေးရေမင်္ဂလာပါဝင်လာပြီဆိုတော့ကဘာလုပ်ပေးရမှာလဲတဲလေးတွေဆက်ဆက်ဆက်ရှယ်လေးတွေတက်တက်တက်နဲ့ကောမက်လေးရေအစမပြတ်မမေးပါပုံမဲ့ဆိုတော့ဇင်လေးဒါ9ခုနိုင်ဆိုတာနဲ့ဇင်လေးတက်လာတာပေါ့နော်ဒါပေမဲ့ line လေးကအရင်ကျသွားတာဖြစ်တော့တဲ့ဇင်လေး7ခုနိုင်လေးထိုးသွားပါတယ်နော်7ခုနိုင်လေးထိုးသွားပါတယ်ရှင်အဲ့တော့ကိုမတို့ဇင်လေးဒီနေ့မိုးလင်းပေါက်ရောက်မိမယ်โอเคလား โอเคတယ်တဲ့မိုးလင်းပေါက်ရောင်းပေးမယ်နော်ဇလေးရေတဲ့ဒိုင်းလေးကောင်းပါစေတဲ့ကျေးဇူးအများကြီးတင်ပါတယ်မမမြင့်မြင့်လိုက်ကျေးဇူးအများကြီးတင်ပါတယ်ပြောကြမယ်ဇလေးစိန်ရောင်းကလေဘာကိုပူဇော်ကြလဲဆိုတော့ဇနေ့ကအယိုးအယိုးကထောက်နေရတယ်နော်အဲ့တော့ဇနေ့ရဲ့ဒီဒီအယိုးလေးတွေပေါ့နော်ဘွန်းလေးတွေကအင်းလှ န်းလိုက်ချင်မှာပြန်ဒီရွှေဘေးကထောက်နော်အဲ့တော့ဘာလို့ပူဇော်ကြလဲစုံရောင်းမာလာရေးတဲ့အကုံရောင်းမယ်ဆိုတော့လေလူရောရောင်းမာလာမလဲလူကလူကရောင်းချင်ရောင်းနိုင်မယ်ဆိုတော့ကတော့5မိနစ်မကြာကုံသွားမှာ နော်ကုံသွားမှာနော်ဇလီရေးတဲ့ရှင်းရှင်းအဲ့တော့အာဇလီစိန်လိုက်ကလေးနဲ့ချိန်မှာလူတွေကတော်တော်များများလာမေးကြတယ်ဘာလဲဆိုတော့ဇလီရေးတဲ့ရွှေလေးမူးလွင်ပေးပါအောင်နဲ့ရွှေလေးလွင်ပေးပါဆိုတော့ဒီကနေ့ရွှေလေးလွင်ပေးမယ် ပို့ပြီးတော့တို့တော့တန်စီမာကဇနေဒီနေ့လက်ကားရောက်နေပြီမှာโอเคเนาะဘယ်ရှိုးရုံးမှာမမရဘူးမနဲ့မိုးလင်းကြရင်မမလို့ထီတချောင်းကင်ပြီးတော့ရှိုးရုံးတူနိုင်ရတနာရှိုးရုံးတဲ့ကိုဝင်ဝါးကြည့်လိုက်เนาะထီတချောင်းကင်နေဆိုတာအပြင်မှာနေဘူးလို့ထီကင်ခိုင်းတာเนาะထီတချောင်းကင်ပြောဝင်လာမှာမဟုတ်ဘူးထီကင်ပြောမှာတူနိုင်ရတနာရှိုးရုံးတဲ့ဝင်ကြည့်လိုက်ဒီလိုက်စေးမှာပေးတော့ဇင်လေးပေးတော့လိုက်စေးမှာပေးတော့လက်ကားစေးနဲ့မရအောင်ဘယ်ရှိုးတော့မှမရအောင်ရတယ်လို့ပြောခဲ့ဖြတ်ခံတယ် เนาะလုံးမရဘူးအဲ့တော့ဒီနေ့ပဲရမှာမိစင်လေးရောင်းတော့ဒီနေ့လိုက်မှာပဲမမတို့လက်ကားစင်းဇလိရဲ့လက်ကားစင်းနဲ့ရှော့ပေးပါဇလိရဲ့မမအများကြီးဝယ်ထားတာလေမမတို့လက်ကားစင်းနဲ့ရှော့ပေးပါဇလိရဲ့မမလေးဒီလောက်လေးပဲတက်နိုင်လို့အမောက်လက်ကားစင်းနဲ့ရှော့ပေးပါရှိုးတော့မှာတောင်းတောင်းမမမမတို့ပြောစရာမလိုဘူးเนาะအဲ့လိုမျိုးတောင်းတောင်းမမနဲ့ပြောစရာမလိုဘူး ကြိုက်တာယူဒီနေ့လိုက်ကြီးမှာမမလို့ကြိုက်တာယူတသိန်းတယ်မဲ့တဏ္ဍတဏ္ဍနဲ့သိန်းတယ်မဲ့တဏ္ဍတဏ္ဍဟိုသိန်းတရာတယ်မဲ့တဏ္ဍတဏ္ဍကြိုက်တာယူဇင်လေးလက်ကားရောက်နေပြီမှာ လုံးဝလာရောက်နေပြီးမှအဲ့လာကဒီနေ့တည့်ရပဲရမှာပြောပြီးသားနော်ဒီနေ့ရတည့်ရပဲရမှာအဲ့တော့ရွှေရည်မပြည့်ရင်နှစရော်မှာလူတွေချစ်တဲ့တူနိုင်ရတနာဆိုင်ဖြစ်ပါတယ်ဇင်းလုံးကရွှေအည်သွေးကိုလုံးဝလုံးဝအာမခံပါတယ်ဇင်းလေးစီကဇင်းတို့တူနိုင်ရတနာက ရွှေတဲ့ပစ္စည်းကိုမမဝယ်ပြီးတဲ့ခါကျရင်စိုက်တဲ့နေရာမှာစိုက်တယ်လို့ဒန်စီဆန်းလို့ရပါတယ်ရှင် အဲ့လိုပြီးအာမခဲ့တာနော်ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့တန်းစီသားမမကိုဇင်လေးလို့ကရောင်းချပေးလိုက်တာ15ပေးရေးဆိုပြီးရောင်းချပေးလိုက်တယ်ဒီမှာလဲဇင်တို့ကခစ်မီရွှေစန်းဆက်ကြီးနဲ့တစ်ခါတည်းဆန်းပေးလိုက်တာ15ပေးရုံရောင်းချပြီးတော့မမလို့ရှိမှပင်ဆန်းသက်ပေးလိုက်တယ်ပြည့်မီကြောင်ကိုတစ်ခါတည်းသူဆက်လေးလေးပါထွက်ပြီးသားနော်ပြည့်မီကြောင်ကိုအဲ့ဒီရွှေကိုမမဟဲနေပါဦးသူတို့ဆက်ပေးသူတို့မျိုးစုံလုံးလို့ရမှာပေါ့ငါတို့မယုံပါဘူးဆိုပြီးတော့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သွားဆန်း โอเคเนาะจ่ายตรุสุตั้วซั่นลงมา15เบ้งไม่ปิดอูซอไอ้ปิซี้โกไก่ပြီးတော့มามาเปลี่ยนลาแกโกบายก้าเนี่ยลาได้ဆိုရင်ไอ้สีก้าบาซินนี่เปลี่ยนไปมาเนาะโกบายก้าเนี่ยลาရင်ไอ้สีก้าอ๋อไอ้ปิซี้ตําม้วนเงิน2ซ่าอ๋อเปลี่ยนไปมาโกบายก้าไม่ရှိอูตะสีเนี่ยลาได้ตัวซอไอ้ตะสีโบบาเปลี่ยนไปมาตะสีโบอะเปลี่ยนไอ้ปิซี้2ซ่าบาซินนี่เปลี่ยนหยอไปมาအဲ့လောက်ဒီ29ရတနာကအာမခံချက်ကောင်းမွန်စွာနဲ့ကိုမမရိစက်ကရဲ့လက်ထဲကို ်ထည့်ပေးมาဖြစ်ပါတယ်เนาะအဲ့တော့ကိုမမကြီးရွှေကိုကြည့်မယ်ဆိုရင်ရွှေယူကိုကြည့်ပါဇနေခဏခဏပြောပါတယ်ဇင်တို့ငငယ်လေးတွေကဇင်တို့အာခေါင်းထဲမှာပေါ့เนาะဆွဲနေတာဘာလဲဆိုရွှေကိုကြည့်မယ်ဆိုရင်တခုကောက်ခိုင်လိုက်ဆိုဇင်တို့ငငယ်ရဆိုအမေတွေပါတောင်းဝယ်တယ်လीဇင်တို့ကအမေစင်မေးရပဲဝတ်ပေးရတယ်ငငယ်ဆိုအဘာပဲဆိုအရှိလူကြီးရတော်တော်များများကဇင်တို့ခင်ကွာဆိုစိန်ဆိုတာကတော်တော်ယူဘယ်လိုပြောမလဲဟိုချမ်းသာတဲ့သူတွေမှဝတ်နိုင်တဲ့ အနေထားစိန်စွာစုံ TV ထဲမှာပဲမြင်မှုတာဟိုမထက်တို့ကြောင်ညာတယ်ပေါ့နော်မထက်တို့ကြောင်ညာတယ်အဲ့လို TV ထဲမှာပဲကိုကမြင်မှုတဲ့အနေထားနေသားမျိုးမှာကိုကစိန်စွာဘာမှမသိဒါပေမဲ့ရွှေရတော့အမေတို့ကသမီးမင်းကလေးဆိုငငယ်လေးတွေကရွှေနှကက်စင်နေနော်တခုခုဆိုရင်ရွှေဆိုင်နေဒါပေမဲ့ဘလို့လဲဆိုတော့ရှစ်ခစ်ကလူကြီးတွေတော်တော်များများကရွှေဆိုင်ကိုသွားတယ်ရွှေကိုကောက်ခံလိုက်တယ်ဟိုကပြတ်လိုက်တယ်သမီးလေးရဲ့လက်စွပ်လေးပြပြပြတ်လိုက်တယ်ပြတ်လိုက်တဲ့တော်တော်များများဘာကိုစစ်ကြတာလဲသိလားအယော့အယော့ ဟဲဒီအယောထွက်ကြီးကများနေတယ်ဟဲအနည်းကိုရှော့ပေးပါဦးအယောထွက်ရှော့ပေးပါဦးသမီးရဲ့အယောထွက်ကြီးကတန်ရွေးပဲထားသုံးရွေးပဲထားထားလူတွေတော်တော်များများသည်ဒါကဟိုတရရခိုင်နှုန်းမှာ69တော့ဖြစ်မယ်ဇလုံးငငယ်လေးတွေကလည်းခေါင်းထဲမှာရိုက်သွင်းလာတာဘာလို့ကြည်လဲဆိုအယောပဲဘာလို့ဆိုဇလုံးရှိမှမမေအဲ့လိုမျိုးပေါ့နော်အိမ်ကလူကြီးတွေတောင်းမိနေတယ်ကဘာလို့ကြည်လဲအယောပဲ အယောကိုပဲကြည်တာဟဲ့အယောတို့ကြည်ရသမီးရဲ့ရှုပ်ပေးပါအောင်အဲ့ဒီဆန်ရများလေကို့ကိုလေဟိုအယောတို့လေအိုး၃ရွေး၅ရွေးလောက်ရှုပ်ပေးတဲ့အခါကျိုက်ပျော်ပြီးတော့အဲ့ဒီဆိုင်မှာပဲလောက်တာပျော်တာပျော်အရန်သဘောကျအဆိုင်ဟိုပဲအဆိုင်ဟိုပဲသွားတာကဲနောက်ပိုင်းလဲကြတော့ဇင်တို့ရွှေကပြောမယ်ဆိုရင်ရွှေတော်တော်များများစုတဲ့ရည်ရွယ်ချက်တည်ဇင်တို့စီပွားရေးပါလေလောက်တာပဲဖြစ်ဖြစ်နော်တခုခုလောက်တာပဲဖြစ်ဖြစ်ကိုအတုံးလိုတာဖြစ်ဖြစ်ရွှေတို့ရွှေတို့မျိုးဆိုတာပေါင်လို့လဲရတယ်နေရတကာမှာဇင်တို့ရောင်းစားလို့လဲလွယ်တယ် နော်စိန်လို့ဇင်လို့တံမိုးကြီးတော့နေရာတကာမှာရောင်းချလို့မရဘူးဒါပေမဲ့ရွှေတို့အမျိုးအစားပေါင်လို့လွယ်တယ်ပြီးရင်နေရာတကာမှာရောင်းချလို့ရတယ်ဒီရွှေကိုဒီဆိုင်မှာဝယ်လို့ဒီဆိုင်ပိတ်သွားရင်တော့ကိုကကြံတဲ့ဆိုင်မှာသွားရောင်းလို့ရတယ်နော်အဲအဲ့ဒီမှာနည်းနည်းပြဿနာတက်တာပဲကိုဝယ်ဝါတော့အယောဒွက်ကို အများကြီးလျှော့ပြီးတော့ဘာဖြစ်လဲပျော်တယ်ဘာလို့လဲဆိုတော့ဒါမမလို့လည်းကြုံမှုမှာပါတော်တော်များများသည်ဘာလို့ကြည်တာလဲအယောဒွတ်ပဲကြည်တာအယောဒွတ်เนาะအဲ့တော့ ဘာပဲပြောဇင်တို့လည်းဒါဒီတွန်းရည်တနာမှာဆရာလို့တင်냐လို့ဆရာလို့ပြောမှဇင်တို့လည်းဒါသိရတာပေါ့နော်အဲ့တော့အရန်ဟိုလိုပြောမလဲနောက်နိုင်ရတယ်နောက်နိုင်ရတယ်ဆိုတာအယောအတွက်ကိုကြည်လာတဲ့ဆိုင်ရွှေယူရွှေကွာရင်ဘလောက်ကွာလဲဆိုတာအရန်သိတာတယ်အဲ့တော့အဲ့ဒီဆိုင်မှာကွာဝယ်တာဟဲ့ကိုအယောအတွက်ညှော့ပြီးတော့ကွာသဘောတွေကြားပြီးကွာဝယ်လာတယ်ပေါ့နောက်တစ်ချိန်မှာကွာအဲ့ဒီရွှေကိုကွာပတ်ဆက်လိုအပ်တဲ့ချိန်မှာပြန်သွားရောက်နေရောက်နေစိန်မှာအဲ့ဒီဆိုင်ကမရှိတော့ဘူးအဲ့ဒီဆိုင်ကပိတ်သွားတာပဲဖြစ်ဖြစ် နော်ကိုဝယ်ခဲ့တဲ့ဆိုင်ကပိတ်သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လေအဲ့ဒီဆိုင်ကအာဘယ်လိုပြောမလဲကိုကနေရောက်နေတာပဲဖြစ်ဖြစ်ဒီဘက်ကိုပြန်မလာနိုင်တော့ရန်ကုန်မှာဝယ်တဲ့သူဆိုနေရောက်နေတာပဲဖြစ်ဒီဘက်ကိုပြန်မလာနိုင်တော့အခက်အခဲကြောင့်ဒီရွှေကိုဇင်တော့အချားရွှေဆိုင်မှာသွားရောက်လိုက်ရတယ်နော်အချားရွှေဆိုင်မှာသွားရောက်တဲ့ခါကျရင်ကိုဝယ်ဝါတော့အယောဒက်ကတော့ရှော့ပေးတာမှန်နေဒါပေမဲ့15ပေးရီဆိုပြီးတော့ကိုက15ပေးရီဈေးနဲ့ကိုဝယ်ခဲ့ရတာဟုတ်တယ်နော် အယောတော်တော့ရှော့ပေးလိုက်တယ်ဒါပေမဲ့15ပေးရေဈေးနဲ့ကိုဝယ်ခဲ့ရတာဒါမဲ့ကိုမရှိလို့သွားရောက်တဲ့ချိန်မှာကိုရဲ့လက်ဆိုရောညီမလေးအမကတော့15ပေးရေကဘောင်ချာလက်ပါပြီးသားအဲ့ဒီဆိုင်ရဲ့ဘောင်ချာလက်ပါပြီးသား15ပေးရေကွယ်အမကိုရောင်းလိုက်တာ15ပေးဒါမဲ့အဆန်ရောမရှိတော့ဘူးเนาะအကြောင်းမျိုးမျိုးမရှိတော့ဘူးရောအမကိုဒါလေးလို့ပေးပါဦးဆိုတော့တကယ်တည်းအပြင်ဆိုင်မှာကိုသွားရောက်တဲ့ခါကျရင်ကိုရဲ့ရွှေကြီးက15ပေးရေမဟုတ်ဘဲနဲ့14ပေးရေလောက်ပဲရှိတယ်ဆိုအဲ့အမတေးတာပဲအမတေးတာပဲ တရွေးလောက်ရှော့လိုက်မှမမရဲ့တောင်းငနန်းပေါ့ဟုတ်လားနော်တရွေးလောက်ရှော့လိုက်မှတောင်းငနန်းလေငရွေးလောက်ရှော့လိုက်မှတောင်းငနန်းပဲဒါပေမဲ့ရွှေကကိုကတော့ဝယ်ထားတာတော့15ပိရင်နဲ့ဝယ်ထားတာဒါပေမဲ့ကိုသွားရောက်တဲ့ချိန်မှာအဲ့ဒီဆိုင်မဟုတ်ပဲနဲ့အပြင်ဆိုင်ကိုကသွားရောက်တဲ့ချိန်မှာ15ပိရင်မဟုတ်ဘူး14ပိရင်ပဲရှိတယ်ဆိုအရေးတရေကွာတာနဲ့မမဒီနေ့ပေါက်စင်းနဲ့ပြန်တွက်မယ်ဆိုရင်3သိန်းကျော်တော့ဟာပါပြီကိုကိုလျှော့ပေးလိုက်တာတောင်းလောက်ပဲ ဒါမဲ့ကိုစီကပြန်ရသွားတာ3သိန်းလောက်ကိုကနစ်နာသွားတာနော်ဒီရွှေစင်းနဲ့တွက်မယ်ဆို3သိန်းကျော်တော့ကိုဒါတော့တရေပဲกว่าသေးတာနော်အဲ့ဒီရွှေရည်ဒီတရေပဲกว่าသေးတာနှစ်ရည်လောက်กว่าလိုက်အောင်6သိန်းကျော်သွားပြီအဲ့ဒါကိုရှုံးသွားပြီရှုံးသွားပြီအယောတွက်တွေအပထားအယောတွက်တွေအပထား6သိန်းလောက်ကိုကပလုံးဇွတ်ပဲနော်ဟိုကရင်ပြည်တန်းမာတွေတုံးလေးကိုတွားပြီးတော့ဟိုပြစ်ထက်လိုက်ရင်တော့ဘွမ်းဆိုတဲ့အတန်ကြားရသေးတယ်ဟိုကအဲ့ဒီပလုံးဇွတ်ဆိုတဲ့အတန်တော့မကြားဘူး နော်ကဲနေပဲဟိုအဲ့ဒီဂဲလုံးလေးတွက်ထည့်ရင်တော့ဘွမ်းဆိုတဲ့အတန်လေးကနားထောင်လို့ကောင်းသေးတယ်။အိုးငါပြစ်ထည့်လိုက်တဲ့ဂဲလုံးလေးကကြီးပါလားဟဲ့သေးပါလားဆိုပြီးတော့သူ့ရဲ့အတန်ပေါ်မှာမူတည်ပြီးတော့ကိုကနားထောင်လို့ကောင်းသေးတယ်။ဒါပေမဲ့ရွှေမပြင်အဲ့ဒီအတန်ပလန်တော့မကြောက်။နော်အဲ့ဒါကြောင့်မို့ဇနီးပြောချင်တာကအယော့ကိုလည်းကြည့်ပါ။ဝယ်သူနဲ့ရောင်းသူအယော့ကစစ်မယ်ဆိုတာတဘာဝကြတယ်။ဒါပေမဲ့ဒါဇနုတ်ဆိုင်မှာဝယ်ရမယ်လို့ပြောတာမဟုတ်ဘူး။ အာမခံကျဲရှိသောရွှေဆိုင်တွေမှာတော့ဝယ်သင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုကရွှေကိုစုတဲ့ရည်ရွယ်ချက်တော်တော်များများသည်ဝစ်စင်မိုးထက်ကိုမရှိတဲ့ခါကျရင်ပြန်ရောက်ဖို့ကိုစီးပွားရေးလုပ်တဲ့ခါကျရင်ရွှေကလွယ်လေဇင်းလေးပြောသလိုရွှေကအရန်လွယ်တယ်။ရောင်းရတာလွယ်တယ်။အော်ဘယ်လိုပြောမလဲဒီဆိုင်မှမဟုတ်ဘူးကြုံတဲ့နေရာမှာသွားရောင်းလို့ရတယ်။အဲ့ဒီရောင်းတဲ့ချိန်မှာကိုဝယ်ထားတာတော့15ပဲရေဒါပေမဲ့ကိုပြန်ရောက်တဲ့ချိန်မှာ15ပဲရေမပြည့်ဘူးမရှိဘူးဆိုရင် အယံနစ်နာပါတယ်နော်ကစ္စတမာတွေအတွက်အားကိုနစ်နာပါတယ်ဝယ်တဲ့သူတွေအတွက်အားကိုနစ်နာပါတယ်အဲ့တော့ရွှေရည်ဆိုရင် ရွှေရည်ပြည့်ဝတာကိုနံမတ်1အရေးစုံကြည့်ပါအယောထွက်တတတိုင်းဇနီးပြောချင်တာကဟိုမပြောပါနဲ့နော်မယူသင့်ပါဘူးဟဲဒီရောတစီဇနီးပြောသူတို့လေနှံ့ရွေးသုံးရက်လောက်ရှော့လိုက်မှသူတို့မှအလွန်ဆုံးအော်ထားပါတော့တသိန်းပေါ့ ဟုတ်လားတသိန်းလောက်ပေါ့တသိန်းလောက်ရှုပ်ပြီးတော့ကိုကပျော်နေတဲ့ချိန်မှာကိုကဒီလက်စွပ်ကြီးကိုသွားရောင်းနေတဲ့ချိန်မှာကိုရဲ့ရွှေရည်ဒီလုံးဝလုံးဝရွှေရည်ကျနေတယ်ဆိုရင်တေချာတာတစ်ခုဒီ3သိန်းကျော်6သိန်းဝန်းကျင်အရောမမလို့ပလုံဇွက်ပဲပလုံဇွက်ဆိုတဲ့အတန်တော်မကြားအောင်နော်ပလုံဇွက်ဆိုတဲ့အတန်တော်ဇနီးကြားမှာမဟုတ်ဘူးအဲ့ဒါကြောင့်မို့ဇလို့တူနိုင်ရဲ့တနာကဇလို့ဒီလိုချစ်တော်ချစ်ကကတွေစိတ် ပူပင်မှာဆိုးလို့လုံးဝလုံးဝအာမခံချက်ပြင်းနေရောင်းနေပါတယ်ရွှေရီမပြည့်နှစ်ဆရော်မှာလူတွေချစ်တဲ့တူနိုင်ရတနာရဲဆိုပြီးမမတို့ရဲ့မျက်မြင်ကိုတွေ့မှာလဲကျွန်တော်ကရွှေစန်းဆက်ကြီးနဲ့တခါလဲစမ်းပြီးပါတယ်ရှင့်เนาะမမတို့ရဲ့မျက်မြင်ကိုတွေ့မှာပဲကျွန်တော်ရွှေစန်းဆက်ကြီးနဲ့တခါလဲစမ်းပြီးတယ်ရွှေရီမပြည့်ရင်မမတို့15ပိတ်ရည်စည်းနဲ့လုံးဝမမြောင်းပါဘူးเนาะ15ပိတ်ရည်ပြည့်မှသာ15ပိတ်ရည်စည်းဆိုတာမမတို့ရဲ့မျက်မြင်ကိုတွေ့ကိုရောင်းမိတာပါ တူနိုင်ရတဲ့အာမခံချက်ကဒီရွှေတစ်ခုကိုကင်ပြီးတော့မမတို့ကဒီဆိုင်မှာဒီဆိုင်မှာလို့လို့ဒီဆိုင်ကဒီလိုပဲပြောမှာဘောလို့ထင်ရင်တူနိုင်ရတဲ့ရွှေတစ်ခုကိုကင်ပြီးတော့စိုက်တဲ့ကဘာပတ်ပြီးတော့မမတို့လိုက်စမ်းပါနိုင်ငံတော်မဟုတ်တော့ကဘာပတ်လိုက်ကဘာပတ်ပြီးတော့လိုက်စမ်းရွှေမပြည့်ဆိုအဲ့ဒီမပြည့်တဲ့နိုင်ငံကနေပြက်လာခဲ့နော်အကုန်အပီးစီအဲ့ဒီကားကတွေရောလေရင်ကတွေရောအကုန်ပြန်ခံပြီးမှာနော်ဓာတ်အပြင်ကိုရွှေရင်မပြည့်မမနှစ်ဆောင်းရော်ပြီးမှာနှစ်ဆောင်းရော်ပြီးမှာနော် အဲ့လောက်ထိစနို့အာမခံပါတယ်ရှင်နော်အဲ့တော့ဒါကဒုနိုင်ယတနာမဟုတ်ပါဘူးမမတို့အာမခံချက်ရှိသောစိုက်မျိုးတွေမှာဒါရွှေကြီးကိုဝယ်တက်มาတယ်ဇနီးပြောချင်တာကတော့အယောထက်ဆိုင် ရွှေအရေကိုကြည့်ဖို့ပြောတာပါကျွန်တော်ဟိုးရင်တွေကဆွဲလာတာကြတော့ရွှေဆိုရင်အယောထွက်တတတာကိုသဘောကျတယ်လူကြီးလူကြီးတွေတော်တော်များကအယောထွက်ကိုသဘောကျတယ်အယောထွက်တတမှငါတို့ဝယ်မယ်ဆိုတဲ့စိတ်ကလေးတွေကိုနည်းနည်းဖျောက်ပြီးတော့အဓိကသည်ရွှေအရေကိုကြည့်ရင်တော့မမောက်တဲ့အရှုံးတတတာပါဗောနော်ကိုပြီးကိုသွားရောက်တဲ့ခါကျရင်လည်းကိုကမော်မော်ကြောကြောပဲညငါဟာ15ဖက်ပြည့်တယ်ညမော်မော်ကြောကြောပဲကိုတောင်းတော့ဈေးကိုရနိုင်တယ်ဗောဘာလို့ပေးရပြည့်ရင် ဈေးခွာလို့မရဘူးလေပေးရင်ပြည့်ဈေးခွာလို့မရဘူးတောင်းသောဈေးကိုပေးရမှာနော်ဈေးတိုင်းကိုပေးရမှာ ပေါက်ဈေးကိုပေးရမှာဈေးခွာလို့မရအောင်အဲ့တော့တောင်းသောဈေးတိုင်းကိုမမလို့ရနိုင်တယ်ပေးရင်မပြည့်တာကိုကမျက်နှာငငယ်လေးနဲ့သွားရမှာကိုပစ္စည်းနဲ့ကိုမျက်နှာငယ်တယ်ဆိုတာအဲ့လာကိုပြောတာနော်မျက်နှာငယ်တယ်ဆိုတာအဲ့လာကိုပြောတာနော်အဲ့ဒါကြောင့်မို့ ကိုကလူတကာလေးမှလေ15ဘက်ရည်ပြည့်မီသောရွှေလူလဲဝေးရမယ်။သွားရောက်တဲ့ခါကျရင်လဲကိုကမော်မော်ကြော့ကြော့နဲ့သွားရောက်လို့ရပါတယ်။နော်အဲ့လားလေးကိုရှင်းပြတာဖြစ်ပါစနေစနေ comment လေးတွေဇလီမဖက်မီတောက်မမာတယ်နော်ဇလီစကားလေးနည်းနည်းများပြီးတော့ရှင်းပြနေတာဖြစ်ပါတယ်ဟိုမမောက်လည်းတကယ်သိစီခြင်းလို့ပါသိစီခြင်းလို့ဘာလို့ဆိုတော့ဒါဇင်းလူလို့လည်းဒီဟိုရောက်မပေါ့နော်ဒါတိရတာအော်ဒီလိုပါလားဆိုတဲ့အတွေ့အရင်ကဆိုရင်ဒါလူတော်တော်များများပါပဲအရင်ကဆိုရင်ကျွန်တော်အာဘဲဆိုင်မဲ့ဆိုတော့ကျွန်တော်ကိုယ်တိုင်မဲ့တော့ဝဲ ယ်အမေအဖေတွေကပဲတော်ဝဲဝဲသူတို့ဘာလဲဆိုအရောတွေပဲကြီးကြလာဒီရွှေရူအဲ့လောက်ထိကြဲကြဲဝူးမသိဘူးပေါ့နော်မသိတာများတယ်အဲ့လောက်ထိလည်းမကြည့်တာများတယ်နော်အဲ့ဒါတော့ရွှေရီကွာရင်ကိုဘလောက်နဲ့နာသွားမလဲဆိုတာလည်းကိုမသိခဲ့ဘူးကိုကအရောတွေတက်တာကိုပဲကိုပြန်ရောက်တဲ့ခါကျရင်ဒီအရောတွေတက်